ဝန်မ်းဘွားကနေထွက်ပြီးတော့ content writer လုပ်ဖို့စဉ်းစားနေတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့လိုပါတယ်ကျွန်တော်မမလာမိတဲ့မိကုံးနေတယ်မှာ content writer လုပ်ချင်တယ်ဒါပေမဲ့လက်ရှိမှာ9 to 5လုပ်လည်းရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးပုံစံနဲ့ content writing လုပ်ကိုပြောင်းလို့ရမှာလဲနောက်ပြီးတော့ content writer လုပ်ကတော့တကယ်ပဲပေါ့နော်အာပုံမှန်ဝင်ဝင်နဲ့ရက်တိနေတဲ့အလုပ်တစ်ခုလားပေါ့နော်ဆိုတော့ဒီလိုစိုးရိမ်စိတ်တွေကိုကျွန်တော်ဒါမိကုံးလေးပြေးချပါတယ် အဲ့တော့ဒီဗီဒီယိုမှာကျွန်တော်တို့ဝန်ထမ်းဘုံကနေပြီးတော့ corner writing phase တဲ့ကိုဘယ်လိုကူးပြောင်းလို့ရမလဲကူးပြောင်းတဲ့အခါမှာဘယ်လိုမျိုးပုံစံနဲ့သွားသင့်လဲဆိုတာလေးတွေပြီးရင် corner writer live မှာလည်းပဲပုံမှန်ဝင်ရအောင်ဘယ်လိုပုံစံသွားရမလဲဆိုတာလေးတွေကိုကျွန်တော်အတူတူလေးနဲ့ sharing လုပ်ချင်ပါတယ်ပထမဆုံးကျွန်တော် ဒီအချင်းရဲ့သူတွေကိုပြောချင်တာကကွန်နက်ရိုက်တင်းနဲ့ပတ်သက်ပြီးပိုတကယ်စိတ်ပါဝင်စားရတယ်ဆိုရင်ဝန်ထမ်းဘွားမှာကလေးကလေးလာတယ်ယူပါဝန်စာဖြည့်ပါအမြင်နဲ့အဆန်းရေးချင်နေပြီးတော့ကိုယ့်ကိုယ်စကေးတွေတိုးအောင် လုပ်နေဖို့လိုပါတယ်အဲ့ကာလအပိုင်းခြားမှာလည်းပဲဝေးကြီးတစုံတရာစုဆောင်းထားဖို့လိုပါတယ်ဆိုတော့ဝန်ထမ်းဘွားယူချက်ချင်းဘုံးဆိုထွက်ပြီးတော့ကွန်နက်ရိုက်တင်းလုပ်ဖို့တော့ကျွန်တော်တော့အချိန်မပေးချင်ပါဘူးအဲ့တော့ဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်ကိုလက်ရှိလုပ်နေတဲ့9 to 5အလုပ်နဲ့ပြင်ပအချိန်တွေမှာ freelance corner writer ဆိုတဲ့ဘောကိုစတင်လို့ရပါတယ်။ကိုကတကယ်လို့ corner writer အနေနဲ့ကိုက skill ဖြည့်ပြီးတော့ရုံးကြည့်ရဲဆိုလို့ရှိရင်အာတတိယဖြစ်ကျွန်တော်တို့ CV form ကောင်းကောင်းလုပ်မယ် portfolio တွေတိစောက်ထားမယ်။ဒီလိုရှိရင်လို့ခေါ်တဲ့ group တွေ join လာပြီးတော့ agency တွေ join လာမျိုးပဲဖြစ်ပါတော့။အဲ့ဒါနေတစ်ဆင့်ကျွန်တော်တို့ကအာအလုပ်တွေရှာလို့ရတယ်။အဲ့တော့အလုပ်တွေရှာလို့ရသွားပြီဆိုလို့ရှိရင်လည်းပဲ ်ဘာတွေထက်လောက်ရမလဲဆိုလို့ရှိရင်ဟိုတနည်းအားဖြင့်ကိုယ့်ဘက်ကနေပြီးတော့အလုပ်တစ်ခုရလာတဲ့ပုံမှာတခြားကဲလို့ရမယ်ဒီ client တယောက်ကနေပြီးတော့ client တွေအများဆုံးအများဆုံးရလာအောင်ကျွန်တော်ဘက်ကထပ်ပြီးတော့ပြင်ဆင်ရမယ်အဲ့တော့ဒီဘက်က9 to 5လို့ကိုလည်းထွက်ဖို့ချက်ချင်းအစီအစဉ်လုပ်မရနိုင်ဘူးဆိုတော့ကျွန်တော်တို့အချိန်ကာလကန့်သက်ချက်တခုသတ်မှတ်ပြီးတော့မှထွက်ဖို့လိုတယ်အဲ့တော့ဘလို့အနေထားရောက်ရင် content writing fees ကိုစုံလုံးအဆုံးပြစ်ပြီးတော့ဝင်လာလို့ရနိုင်ပြီလေကိုမှ client ခိုင်မာတဲ့ client တွေရှိနေပြီကိုကတကယ် brand ကြီးကိုလည်းခြင်နေရပြီးတော့ ဟိုပြောမယ်ဆိုလို့ရှိရင်ဗျာဟိုလုံလောက်တဲ့ client ရှိပြီးတော့လုံလောက်တဲ့ skill ကိုမှရှိနေပြီးလို့ယုံကြည်တဲ့ client မှာတော့ကျွန်တော်တို့ကခုန running fee ကိုအာခြေစုံပြပြဝင်လို့ရတယ်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ကိုကိုကိုရန်လည်း skill မပြည့်သေးဘူး client လည်းသိမရှိသေးဘဲနဲ့ဒီဘက်ကိုချက်ချင်းကူတာအနေများတယ်ဆိုတော့ကျွန်တော်တို့ဘာကြောင့်ခုနကပတ်စံစုခိုင်းလဲဆိုလို့ရှိရင်လူမျိုးချက်ချင်းခုန running fee တွေဝင်တဲ့အခါဝေကြီးတဲ့စုံတရား low up ချက်တွေရှိနိုင်တယ်ကျွန်တော်ခုန rider လောက်ဆိုတာက ကိုမှတကယ် scale level ရှိပြီးတော့ကိုကိုကို promote လုပ်နိုင်တယ်ပြီးတော့ကိုကလည်းပဲအာသူများတက်ပို့ပြီးတော့ကျွမ်းကျင်မှုရှိတယ်ဆိုလို့ရှိရင်ကဲခိုင်မာတဲ့ငွေလမ်းကြောင်းတွေရနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ကဆိုရင်လည်းဒီစာရေးခြင်းတစ်ခုတွေကနေပြီးပဲငွေငွေကိုတိဆောက်ခဲ့တာတော့မဟုတ်ဘူးပေါ့နော်ဟိုတခြားသောတန်းတန်းတွေအနော်ပြီး consultant လောက်တာမျိုးတွေအာပြီးတော့ကျွန်တော် YouTube channel ဖွင့်တာမျိုးတွေဒါမျိုးတွေကနေတစ်စက်လည်းငွေတွေဝင်အောင်ကျွန်တော်စီမံရတာပေါ့နော်အဲ့တော့ပြောချင်တာက content writing လုပ်ဆိုတာကပုံမှန်ငွေရဖို့ အာတကယ်ဥမာအတံဝန်းချောင်းအတွက်ဟိုပေါ့နော်ဟိုရက်တီတင်တဲ့ career တစ်ခုလာလို့မင်းရောမှန်ကန်တဲ့ career တစ်ခုဖြစ်ပါတယ်။အဲဒါပေမဲ့ဒီပေါ်ကနေပြီးတော့ခုနပြောတဲ့ငွေကြီးတစ်စုံတည်းအများပြားဆိုတာရရှိဖို့ဗျာ။ဥမာဒါပေမဲ့30ခန်းအထက်ရရှိဖို့အတွက်ဆိုရင်တော့ကျွန်တော်ကတမယိုးချအာရေးမယ်အဲလိုင်းရေးမယ်အရင်ရေးမယ်ဆိုပုံစံမျိုးမဟုတ်ဘဲနဲ့ကိုကိုကို personal brand ကောင်းတိစောက်ထားရမယ်ကိုကိုကိုရောင်းထပ်ဖို့လိုတယ်ကို့မှာခိုင်မာတဲ့ skill တစ်ခုရှိရမယ်အမြဲတမ်းစဉ်းစားမပြတ်လေ့လာသင်ယူရမယ် ပြီးရင်ကျွန်တော်တို့ဟောပေါ့နော်ဒီ network ထဲမှာလဲကိုကဟိုချိတ်ဆက်ပြီးတော့ဂျင်လန်နိုင်မှုလဲလို့သလိုအလောရှာနဲ့ပတ်သက်တာတွေကိုကိုကိုရောင်းချခြင်းနဲ့ပတ်သက်တဲ့ skill တွေအားစာဖြည့်ဖြည့်ထားဖို့လိုပါတယ်ဆိုတော့က content writer တယောက်ဟာ content writing နဲ့ပတ်သက်တဲ့ skill ပဲရှိုံနဲ့ကတော့ငွေငွေတွေအများကြီးမရနိုင်ဘူးဆိုတော့ဒါကျွန်တော်မကြာခဏလေး sharing လုပ်ပါတယ်အဲ့တော့ဟိုအနည်းချက်ပြောရမယ်ဆိုလို့ရှိရင်တော့ဘာသူမဆို content writing fee မှာငွေငွေလမ်းကြောင်းများများရပြီးတော့ အာခိုင်မာတဲ့ဘဝရည်တည်မှုတွေလိုချင်ကြတာပဲဒါပေမဲ့ဗျာကျွန်တော်ပြောချင်ချက်ချင်းကြီးပေါ့နော် on time တော့ရဖြစ်မလာဘူးဟိုကျွန်တော်ဆိုလေ client တွေအများကြီးရခဲ့လို့ဒါ agency အထိဖြစ်လာတယ်ဆိုပေမဲ့လေဟိုတရားမမရတဲ့ပိုင်းခြားကာလတွေရှိတဲ့အတွက်သူများစီမှာ free သွားရေးပြရတဲ့ခိုက်တန်တွေလည်းရှိတာပဲလीအဲ့တော့ကျွန်တော်တို့ချက်ချင်းကြီးတော့ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့တကယ်စူးစမ်းနေရတဲ့သူတကယ်ကလေးခုမှ scale ဖြည့်နေတဲ့သူကတော့ကျွန်တော်ထင်တယ်ဘယ်သူမှသူ့ကိုဖုံးကွယ်လို့မရဘူးအချိန်တန်ရင်ဟိုသူ့ကို login နဲ့ client တွေဆိုတာရှိလာမယ် သူမှသူဆိုရဲသူတွေရှိလာကိုကတော့ performance တွေပြနိုင်ဖို့လိုတယ်ဘယ်လိုပြမလဲကိုရဲ့ joint genius skill တွေကိုကိုရဲ့ Facebook တွေ social media တွေကနေချပြဖို့လိုတာဒီလိုပုံစံနဲ့ကျွန်တော်တို့ဟာကိုကိုကိုရောင်းနိုင်အောင်ကြိုးစားပြီးတော့ဝင်ဝင်တွေပုံမှန်တက်ဝင်အောင်လှုပ်ဆောင်နိုင်ပါတယ်တော့ဆိုရင်တော့ကျွန်တော်ပြောချင်တဲ့တိပယ်ကိုနားလည်မယ်လို့ထင်ပါတယ်။နောက်ထပ် content နဲ့ပတ်သက်ပြီးတော့သိချင်တာရှိရင်ကျွန်တော်မေးလို့ရပါတယ်။ကျွန်တော်အားတဲ့အချိန်မှာကျွန်တော်ဒီလိုဗီဒီယိုလေးနဲ့ပြန်ပြပေးပါမယ်။ကျေးဇူးပါ။ကျွန်တော်ကတော့ limonset ဖြစ်ပါ